လူရင်သိမသိကြသေးတဲ့အင်လီနာကတမိုင်းဝယ်ရှိအောင်မြို့တော်ကြီးတဘာဝဘီအန်ဒီရီတင့်ပြီးတော့ကြပြောက်ခရရတဲ့ရင်ကျိမှုအမွေနဲ့တရားဆွေးနော်မြန်မာနိုင်ငံရှမ်းပြည်နယ်ထဲမှာလည်းတကယ်ကိုရှိလို့နေပါရယ်ဒီဖြစ်ရတွေအားတိတ်ကိုနှမျောစရာကောင်းပြီးတော့ရှေးဟောင်းအမွေတွေကိုချစ်မြတ်နိုးတဲ့လူသားတွေအတွက်ဆိုရင်တော့ရင်ထုမနာဖြစ်စရာကိစ္စတွေပါပဲ ီကနေ့ရဲ့ရွှေဘော Channel ဗီဒီယိုမှာဆိုရင်တော့တဘာဝဘေးအန္တရာယ်ကိုရင်ဆိုင်ရင်လူသူမသိဘဲနဲ့တိမ်မြုပ်လို့နှိပါဖြစ်နေတဲ့ရှင်ရအမွေနဲ့တွေ့ကိန်းအောင်ရဆန်ကားမြို့ဒေတာကျောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရှမ်းပြည်နယ်မှာအင်းလေးပင်တရကလောတောင်ကြီးဆိုတဲ့နေရာတွေဟာလူတွေအထူးအထားသွားလို့ရှိတဲ့နေရာတွေဖြစ်နေပြီးအရီထရာမှာအင်းလေးလို့ဆိုလိုက်ပြီးဆိုရင်ဒေတာခံတွေကြညောင်ရွှေအင်းလို့အတိများပြီးတော့ဒီအင်းနဲ့တဆက်သေးဆန်ကားနဲ့ဖေခုံအင်းဆိုတာတွေကိုသိရှိရတဲ့သူကတော့နေပါလွန်လာပါတယ်။ အရင်ကသွာလာရခက်ခဲတာကြောင့်စံကားနဲ့ဖေခုံအင်းကိုလူသူအယောက်ပေါက်နေပါခဲ့ပေမဲ့လို့လေအခုတော့စံကားမျိုးနဲ့စံကားအင်းကိုကုန်းလန်းကနေပါသွားရောက်နိုင်ပါတယ်။စံကားဒေတာဖြစ်လာမဲ့နေရာတဝိုက်မှာထိုင်းနိုင်ငံချင်းဟိုင်းကိုအုပ်စိုးတဲ့စော်ဘွားရဲ့ညီတော်ဘရာလိုင်းကနောက်လိုက်နောက်ပါတွေနဲ့အေရီ1489ခုနှစ်မှာအခြေချနေထိုင်ပြီးလက်ရှိရေတွေလွှမ်းနေတဲ့လွင်ပြင်မှာပင်လုံးဆိုတဲ့မြို့ကိုစတင်တည်ထောင်ပါတယ်။ အရင်နောက်ဆက်ခံသူဆက်ဆက်ကဒီဒေတာမှာမြို့တွေကိုပြောင်းရွှေ့တည်ထားခဲ့ကြပြီးမြမတက္ကရဲ့1136ခုနဲ့ခရဲတက္ကရဲ့1984ခုနဲ့မှာတော့စော်ဘွားမင်းခွန်ဖြူကဒီမြို့ကိုစံကားမြို့အမည်နဲ့မြို့ရိုးကျုံးတွေနဲ့တူကြာကြာနာနာစတင်တည်ထောင်ခဲ့တာပါစံကားမြို့ရဲ့မြို့တယ်နှစ်ကိုလည်းတမိုင်းမှာအုံအောစီသူမင်းခွန်ဖြူဆိုတဲ့စောင်းပုံးနဲ့အမှတ်တမ်းတင်ထားတာပါ ခရဲတကရဲ့1990ပြည်နှစ်မှာအင်ဂျေ1960နီးပါးရှိတဲ့မြို့တစ်ခုဖြစ်စံကားမြို့ကစီပင်ခဲ့ပါတယ်။အရေ1499ခုနှစ်ကလေးကလူတွေကျန်လေတရှိခဲ့တဲ့စံကားမြို့ဟာဆိုရင်တော့ရင်ကျင်းမှုအမွေနဲ့တွေထွန်းကားခဲ့တဲ့နေရာလေးဖြစ်ပါတယ်။ဒီဒေသမှာတည်ထားခဲ့တဲ့ဇေဒီပထိုးတွေရဲ့လက်ရာဟာရုံးရှမ်းတွေရဲ့လက်ရာဖြစ်နေပြီးလက်ရှိချိန်ထိလည်းဒီဒေသခံတွေကရှမ်းစကားကိုပြောဆိုနေပါတယ်။ အရင်ကဆန်ကားမျိုးတည်ရှိတဲ့ပတ်ဝန်းကျင်ဟာမိုးရသည်မှာဆွေနှောင်းအင်းဖြစ်ပြီးရေပြန်ကျသွားပြီးဆွေနှောင်းဒီမျိုးတွေပေါ်မှာဒေသခံတွေကစိုက်ပျိုးလုပ်ကင်စားတောက်ကြပါတယ်။ဒါပေမဲ့1990အပြင်းနဲ့မိုးပြင်းရှည်လောင်တမန်ကိုစတင်ဆောက်လုပ်ပြီးခဲ့တဲ့ချိန်မှာတော့ဆန်ကားဒေသကိုရေရေစတင်ဝင်ရောက်လာပြီး1994ခုနှစ်လောက်မှာလူတွေနေလို့မရတော့လောက်အောင်လို့ရေနှင်းမြုပ်ခဲ့ပြီးတော့ဆန်ကားဒေသထောက်ဝက်နေပါကိုရေလွှမ်းခဲ့ပါတော့တယ်။ အနီးဝန်းကျင်မှာရှိတဲ့ရွာပေါင်းများစွာပြောင်းရွှေ့ခဲ့ရပြီးရဲ့နောက်မှာတော့ဆန်ကားအင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။လက်ရှိဆန်ကားအင်းရေပြင်ကအရှေ့နောက်၄မိုင်ကျဲပြီးတောင်မြောင်းဆွေနော်9မိုင်ကျဲပါတယ်။ရေအနက်က15ဘီယာနေပေ20ဝန်းကျင်လောက်ရှိပါတယ်။အင်းလေးကံကိုသွားတဲ့ညောင်ရွှေမြို့ကနေဆန်ကားအင်းမှရှိတဲ့တာကောင်ဖျားထိရေမိုင်အဖြစ်38မိုင်ကွာဝေးပါတယ်။ဒါပေမဲ့လူသူအများပေါက်နေတာကြောင့်ဒီဒေသရဲ့အလားပါတွေကလူတီနဲ့တိမ်မြုပ်နေတာဖြစ်ပါတယ်။အထဲမှာတက်ကြတက်ခေါင် တာကောင်မွေတော်ဆိုတဲ့တာကောင်ရွာမှာရှိတဲ့မွေတော်မှာဇေဒီပထိုးပေါင်း236စုကိုတစုတစည်းနဲ့မြင်တွေ့နိုင်ပါတယ်စေရီပထောရီယာဆွေတော့အာတော်ကနဲ့အလောင်းစီသူမင်းတီထားကိုးခွေတယ်ဆိုတဲ့ရာဇဝင်တွေကိုယုံကြည်နေတဲ့သူတွေလည်းရှိနေပါတယ်။ဒေတာကောင်မွေတော်ထဲမှာတကြားရုပ်ဂလုံရုပ်တွေကိုတွေ့ရပြီးဗမာရေရှမ်းတွေကဖျားတဲပြီဆိုရင်အများအပြားငကားရုပ်ကိုသာထုတ်လုပ်ကြပေမယ့်ဂလုံရုပ်ထုကိုထည့်သွင်းထားတာကထိုင်းနဲ့ဆက်နွယ်နေတဲ့တပ်သေးလို့လေဒေတာခံတွေကပြောဆိုကြပါတယ်။ ကာလာတော်ကြာပြီဖြစ်တဲ့ဇေဒီပထိုးတွေကတဘာဝဘီအန်နီယယ်တွေတင်းပြီးတချို့ဇေဒီပထိုးတွေမှာဆိုရင်ထပ်ပနာတွေကိုဖောက်တွင်းခိုးယူတာခံခဲ့ရပါတယ်။ဒီကနေ့ရေရှင်ဘို channel ကထုတ်လွှင့်ပေးခဲ့တဲ့အကြောင်းအရာကိုစိတ်ဝင်စားကြိုက်နေတက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။အသေးသေးသောစိတ်ဝင်စားစရာတွေနဲ့ပြန်လာခဲ့ပါအောင်ရှင်။